မေလာတရနေ့ကစပြီးမှုခင်းဖြစ်ပွားမှုရောကြဖို့အတွက်ရတရာစီမံကိန်းကိုစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။ဒီစီမံကိန်းမှာအဓိကအနေနဲ့အရက်ဆိုင်တွေကာရာအိုကေဆိုင်တွေနဲ့ဖျော်ဖြေရေးဆိုင်တွေကိုည7:00နာရီနောက်ဆုံးထားပြီးပိတ်သိမ်းရမှာဖြစ်တယ်လို့မြို့နယ်ရတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့အုပ်ချုပ်ရေးပိုင်းကပြောပါတယ်။ည7:00နာရီမှာအရက်ဆိုင်ဘာစတာတွေပိတ်ဖို့ ဝန်ကြီးချုပ်ကတရားဝင်အမိန့်ထုတ်တာမရှိသလိုအထက်ကပြောတာနဲ့အောက်ခြေအားလောက်တာကွဲနေတယ်လို့ရန်ကုန်တိုင်းနယ်လုံးဝန်ကြီးကဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုပါရတယ်။ရှင်းပြလို့လည်းသတင်းစာကိုဒီလိုပြနေတာတော့ကျွန်တော်တို့ဒီညဟုတ်ညဆက်တဲ့နိုင်မှာဒီဒီဒီမှာဆက်နေစောက်ဆိုင်နေဘုံပိတ်ရမယ်ပိတ်နေတဲ့အရေးကြီး license နေတဲ့ဖမ်းနေစီးရဆိုတာလည်းကျွန်တော်တို့ကြားနေရတယ်။အဲ့ဒါပတ်သက်ပြီးမေးတဲ့ကမ္ဘာလေးကျွန်တော်တို့စူရဖွဲ့ဘာမှထုတ်ပြန်တာမရှိပါဘူး။ဒီအမိန့်နေပြီးဒီကနေ့ထုတ်ပြန်မှဒီကျွန်တော်တို့စူရဖွဲ့အနေနဲ့ ချူအပ်ဘက်နေဝင်းကျက်ဘက်နေပြီးတော့မှကျွန်တော်ကရှိဝေးလုပ်မယ်လုပ်ပြီးတော့မှအဲဒီအချိန်ကျတော့ဘာဖြစ်လဲဒါကြောင့်မို့လို့ဒီလိုလုပ်မယ်စပြန်ဒီလိုပဲကျွန်တော်ရှိဝေးဆုံးဖြတ်ပြီးမှလာဒီမိတ်ကြီးထုတ်တာဖြစ်တယ်ပါတယ်ကျွန်တော်မိတ်ကြီး one comment တစ်ခုပဲရှိအောင်ပြောပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာအပေါ်ဆုံးအမိတ်ပဲဖြစ်ပါတယ်ကျုံတဲ့လူကိုလည်းမိတ်ပေးတာအဲဒီစနစ်ကကျွန်တော်တို့အများကြီးရှိပါတယ်ကျွန်တော်တက်မှလည်းဒီတိုင်းပဲကျွန်တော်တို့ကြီးရဲ့လူကကျုံတဲ့လူကလာပြီးဒီနာဝါလို့ပါလာမယ်ဒီနာဟိုပင်ဆိုင်ပါနောက်တစ်ယောက်မင်းဒီပင်ပါလို့ဒီနာဆိုင်မင်းနားမလဲဘူးလားဟုတ်ရွှေ ွေ့ရတယ်ဒါမျိုးလေးတွေဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီအမိတ်ဒီတစ်ခုလည်းပဲဖြစ်လာသွားမှာဥပမာကျွန်တော်ဝင်းကျုပ်ဆိုရင်ရောင်ရဲဒီပိုင်းမှာဝင်းကျုပ်ကြီးဆုံးပြည်ရဝင်းကျုပ်ရဲ့အမိတ်တစ်ခုလည်းပဲဖြစ်ရဝင်းကျုပ်ကလည်းပြီးရင်ဒါဆောက်လေးဝင်းကြီးဒါလို့ပဲပြန်စစ်ဝင်းကြီးဒါလို့အာစီပင်ဝင်းကြီးဒါလို့ပါလုံရွေးဝင်းကြီးလည်းမြင်တာလို့အဲဒါမျိုးခွဲခြားပြီးတဲ့ခါကျတော့ဒီအမိတ်အောက်ကိုထပ်ဆင်းကျွန်တော်ပြန်ပြောရမှာဖြစ် အခုရက်ပိုင်းမှာမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကစက်တနာရီဆိုင်ပိတ်ဖို့ကိုဆိုင်တာဝန်ရှိသူတွေကိုခေါ်ပြောတာတွေကရှိပါတယ်အခုလိုစီမံကိန်းတွေနဲ့စနစ်တကျလှုပ်ဆောင်လာတာဟာမှုခင်းကြဆင်ဖို့အတွက်ကောင်းမွန်ပေမယ့်စီးပွားအဖြစ်လှုပ်ဆောင်နေရတဲ့စားတောက်ဆိုင်တွေဖြောပြေးဆိုင်တွေအနေနဲ့ကတော့အနည်းနဲ့အများထိခိုက်မှုရှိလာတယ်လို့ကာရာအိုကေဆိုင်ကတာဝန်ရှိသူတူကပြောပါတယ် မေလ12ရက်နေ့မှာမင်္ဂလာတောင်ညွတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာစီကမ်းမဲ့အရက်ရောင်းချတာတွေမပြုတ်လို့ဖို့နဲ့တတ်မှတ်ထားတဲ့စီကမ်းတွေကိုလိုက်နာဖို့မင်္ဂလာတောင်ညွတ်အုပ်ချုပ်ရေးမှူးကခေါ်ယူဆွေးနွေးနေတာတွေပြုလုပ်ခဲ့ပြီးလိုက်နာခြင်းမရှိရင်ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ပြောပါတယ်ရှင်ပထမတစ်ကြိမ်တတိပေးမှာပေါ့ဒုတိယကြိမ်တတိပေးမှာပေါ့တတိယကြိမ်ကြလို့ရှိရင်တော့လိုက်နာမှုမရှိဘူးဆိုရင်တော့ကျွန်တော်တို့အရေးယူမှုတွေပြုလုပ်မှာဖြစ်ပါတယ်ဟိုဟိုဘယ်လိုဖော်မယ်ဒီမျိုးနဲ့မှတစ်မျိုးဟိုဘက်မျိုးနဲ့မှတစ်မျိုးအဲ့လိုပုံစံမျိုးဆိုရင်တော့ ဘာပဲဖြစ်ဖြစ်လေအခုဥပမာဧည့်သည်ဆိုတာလည်းညနေတက်တီသူတို့ကနေချင်ကြတဲ့အတွက်အခုကျွန်တော်တို့ညနေတက်ဒီဖွင့်တဲ့ဆိုင်ရှိကိုသူတို့ပြေးကြမှာပြီးရင်ကျွန်တော်တို့စောစောပြေးတဲ့ဆိုင်တွေအတွက်ကနည်းနည်းထိခိုက်လို့ရှိနေနေမြန်နေအရတော့ထိခိုက်ပါတယ်ဘာကြောင့်လဲဆိုတော့အချိန်က7နိုင်ဆိုတော့နှစ်ကိုယ်တော့ကတည်းနည်းနည်းလျှော့သွားတာပေါ့လျှော့သွားတဲ့အချိန်မှာနည်းနည်းစီးပွားထိခိုက်မှုမရှိတော့